မင်္ဂလာပါရှင်။ဇွန်လတရက်တနင်္ဂနွေနေ့အတွက်ရွှေငွေရဲ့လှုပ်လှုပ်ရှားရှားရန်ကုန်တင်ပြကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဦးစွာတင်ဆက်ပေးမှာကတော့ကွန်းချန်ကုန်းမြို့နယ်တွင်ပညာရေးနှင့်တင်ပြနည်းပညာဒီပလိုမာသင်တန်းသင်တန်းဆင်မွေကျင်းပတဲ့တင်ဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးကွန်းချန်ကုန်းမြို့နယ်တွင်ပညာရေးနှင့်တင်ပြနည်းပညာဒီပလိုမာသင်တန်းအမတ်စဉ်တင်ပြဆောင်2025သင်တန်းဆင်မွေကိုမေလ30ရက်နေ့နေ့ပိုင်းကအမတ်တိအခြေခံပညာအထက်တန်းကျောင်းတတိယရေဒနာခမ်းမာမှာကျင်းပကြောင်းသိရပါတယ်။ တင်းနှံစင်မွေတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်နှင့်ဥယျာဉ်တင်နှင့်မြို့နယ်ပညာရေးမှူးဒေါက်အေးတန်နာဆိုသူကအမှာစကားပြောကြားပြီးတင်းနှံဆရာဆရာမများကဒေသချင်းများဖြင့်တီဆူကပြဖြောပြကြပါသည်တင်းနှံသူဆရာဆရာမ482ဦးတက်ရောက်ခဲ့ကြောင်းလည်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့ဆွေနွေကပေးပို့လာတာပါဆက်လက်တင်ဆက်ပေးမှာကတော့ပစံတော်မြို့နယ်တွင်ကိုဗစ် -19 ရောဂါကာကွယ်ဆေးဖိုင်ဇာဆက်လက်ထုတ်လွှင့်ပေးတဲ့သတင်းဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးပစံတော်မြို့နယ်တွင်ကိုဗစ် -19 ရောဂါကာကွယ်ဆေးဖိုက်ဆာထုတ်နှင်ပေးခြင်းကိုမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင်မေလ31ရက်နေ့နောက်ပိုင်းကဆက်လက်ဆောင်ရွက်ကြောင်းသိရပါသည်။အဲ့လိုထုတ်နှင်ပေးရာတွင်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဒေါက်တာနန်းလာထုတ်နှင်ကျန်းမာရေးဝန်ထမ်းများကမြို့နယ်အခြေခံပညာဦးစီးဌာနမှဝန်ထမ်းများအားဖိုက်ဆာဆေးထုတ်နှင်ပေးကြောင်းနှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များမြို့နယ်မိခင်နေကလေးအသင်းဝင်များနဲ့မြို့နယ်ချက်ချီလီတပ်ဖွဲ့ဝင်များရက်ကြီးအဖွဲ့များကလိုအပ်သည့်များကိုကြီးဆောင်ရွက်ပေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ဟန်စုရင်ကပြပူလာတာပါ။ချက်မှတ်တင်ဆက်ပေးမှာကတော့လှိုင်သာယာအရှေ့ပိုင်းမြို့နယ်တွင်သွေးလွန်တုတ်ကေယောဂကျွတ်တင်ကာကိုရေးဆောင်ရွက်တဲ့တဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအင်းစင်ခရိုင်၊လှိုင်သာရအရှေ့ပိုင်းမြို့နယ်တွင်သွေးလွန်ကြုံ괴ရောဂါကြိုတင်ကာကွယ်ရေးအတွက်ချင်းခိုလုံပေါက်ဖွားနိုင်သောနေရာများအားလိုက်လံစစ်ဆေး၍ဖုံးသွင်းလဲစစ်ခြင်း၊အပိစေးခတ်ခြင်းနှင့်ကလိုရင်းစေးခတ်ခြင်းလုပ်ငန်းများကိုမေလ31ရက်နေ့နဲ့9လကမြို့နယ်ကျန်းမာရေးမှူးဒေါက်တာကျူကျူသိန်းနှင့်ဆရာဆရာမများ၊စစ်စီလီတပ်ဖွဲ့ဝင်များ၊မိသက်တပ်ဖွဲ့ဝင်များမြို့နယ်မြို့သမီးရေးအဖွဲ့ဝင်များမြို့နယ်မိခင်ကလေးဆောင်ရှောက်ရေးအဖွဲ့ဝင်များပါဝင်သောပူပေါင်းဖွဲ့က အမှတ်9ရက်ကွယ်တကုံရွှေများလန်းနဲ့မဟာဆွေလန်းတို့တွင်တရင်တဆင်းဆောင်ရွက်ကြကြောင်းသိရှိရပါတယ်ရှင်။ဒီသတင်းကိုတော့ခင်ဝဲမှုကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့ရန်ကုန်မြို့နယ်တွင်မိလောင်မှုဖြစ်ပွားတဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျုံခရိုင်ရန်ကုန်မြို့နယ် 17ရက်ကွယ်တစ္ဆာလန်တွင်မေလ31ရက်နေ့6နာရီ38မိနစ်ခန့်ကနေရင်တလုံးမီလောင်မှု ဖြစ်ပွားရာမြို့နယ်မိသက်ဦးစီးမှုဦးထိန်လင်းဦးဆောင်သောမိသက်တပ်ဖွဲ့ဝင်တန်ဒီ86ဦးအရန်30ဦးနှင့်မိငိမ့်သက်ရင်9စီးရေတဲရင်10စီးအုတ်ချုပ်မှုရင်10စီးတို့ဖြင့်တွားရောက်ငိမ့်သက်ခဲ့ရာနေ့6နာရီ52မိနစ်တွင်မိငိမ့်သွားကြောင်းသိရပါသည် ဖြစ်စဉ်မှာလူနေအိမ်အပေါ်တက်တွင်မီးပလက်ခုံအပူလွန်ခဲ့ရမှအောက်ရှိစက်ကူများပေါ်သို့မိဝကြကလောင်ကျွမ်းခြင်းဖြစ်ကြောင်းသိရှိရပါသည်ရှင်ဒီသတင်းကိုတော့လလထွေကပေးပို့လာတာပါ